မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပြီးခွေကဏ္ဍ9လုံးယူတဲ့နေ့ကို တွင်နေတော့အချင်းပြပြသွားမှာဖြစ်ပါတယ်အဲ့ဒီကဏ္ဍ9လုံးထဲက ကျွန်တော်တို့3လုံးအပါယူမှာဖြစ်ပါတယ်ဗောနော်ခြံတဲ့3လုံးကတော့အပြောက်ဖြစ်ပါတယ်အပြီးခွေကဏ္ဍ9လုံးကိုကျွန်တော်တို့တွင်နေမပြခင်မှာသူချပေးသွားခဲ့တဲ့ပင်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗောနော်ဒီ1 2 3 4 5 6ခုထဲက3လုံးအပါဖြစ်ပါတယ်ဗောနော် အဲ့မှာသူကတတ6ဆိုတဲ့အတွက်အပူဖြစ်ပါတယ်တရ6ရယ်တတ6ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာတော့တွန်နီအရာ596893များထဲကသူချပြီးတော့တာက693များဆိုတဲ့အတွက်6ထိပ်9လဲ3များပိတ်693များဖြစ်ပါတယ်ပေါ့နော်9များ3 3 4 5ထဲကသူချပြီးတော့တာ593ပေါ့နော်593ဒီ9လုံးထဲက3လုံးအပါယူมาဖြစ်ပါတယ် အပူရောအပါဖြစ်ပါတယ်ဗောနော်0569893များထက်က934ဆိုတဲ့အတွက်ဒီဘက်က9ရဲ့ဒီမှာ3များရဲ့4ရဲ့934ဖြစ်ပါတယ်။3များ3456ထက်က3လုံးအပါပါနော်အဲ့မှာ9 3များ3ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာ3336ဖြစ်ပါတယ်။336ဆိုတဲ့အတွက်3ရဲ့6ရဲ့အပူဖြစ်ပါတယ်ခင်ဗျာ။ ၈၉၃များတင်းနေ၃၄တဲ့ကသုံးလုံးအပါပေါ့နော်အဲ့ဒီမှာတူချပြသတာက၃ည၄တိဖြစ်ပါတယ်၃ည၄၃ည၄တိဖြစ်ပါတယ်6 9 8 9 3များတင်းနေတဲ့က6 6 9ဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မဒီမှာ6 9ချစ်ပါတယ်ပေါ့နော်။6 6 9ချာပေးသွားတာဖြစ်ပါတယ်။တုံများတင်းနေ3 4 5 6တဲ့က6 3 6တုံများရဲ့6ရဲ့အပူပေါ့နော်။ 6869တုံများတင်နေတဲ့က66နှစ်ဆွေအတွက်ဒီမှာနေ့ရက်6ရက်66နှစ်တင်နေ3569တဲ့က665ဆွေအတွက်9ရက်6ရက်665ဖြစ်ပါတယ်6869တုံများတင်နေတဲ့က3လုံးအပါပါနော်96နှစ်ဆွေအတွက်9ရက်6ရက်2ရက်ကနန်း9လုံးတဲ့က3လုံးပါတာဖြစ်ပါတယ်တုံများတင်နေ3569တဲ့က3ညာလေးလေး3ညာရဲ့၄ရဲ့ပေါ့နော်ဒါအတွင်းအရာဖြစ်ပါတယ် ကိုတော်များတင်းတင်းတောင်း၄၅ဆိုပြီးຢာတယ်ဗောနော်နိနိတိဆိုရအတွက်တည့်ရနေ့ရဖြစ်ပါတယ်နိနိတိပန်းကြီးအရာရှစ်ကိုတော်များတင်းတင်းတောင်း၄ຢာတယ်ဗောနော်ချင်းလေးတုံးချပေးသွားတာဖြစ်ပါတယ်၈တုံးလေး၈လေးတုံးဗောနော်နိ၃လေး၅၆ခွန်၈ထဲက၃လုံးအပါဖြစ်ပါတယ်၈၆၃ဖြစ်ပါတယ်ဗောနော်၈၆၃ချပေးသွားခေတာဖြစ်ပါတယ်6ခွန်8ကိုတုံများတင်းတင်းထက်ကနေတုံများကိုနေရတုံများရဲ့ကိုရဲ့နေတုံများကို ရှောက်ခွန်ရှိကိုတောင်များတင်နေတဲ့ကခွန်ခွန်ကိုခွန်ရကိုရပါတော့ဒီမှာဆိုရင်ကျွန်တော်အကြိမ်အဖြစ်၁၆ကြိမ်အထိခြားပေးသွားခဲ့ပြီဖြစ်ပါတယ်ပါတော့ခွန်ခွန်ကိုပြီးတော့၃ခွန်ခွန်ဒီအဆက်ကိုထပ်ပြီးတော့ကျွန်တော်လေ့လာကြည့်မယ်ပါတော့နံပါတ်စဉ်၁၆ကိုထပ်ပြီးလေ့လာကြည့်အောင် โอเคနံပါတ်19မှာတော့ကျန်တန်းဤအရာဒီ956 89တုံများထက်ကခွန်တုံများတုံများချပြီးသွားတာဖြစ်ပါတယ်ခွန်ရဲ့တုံများရဲ့ခွန်တုံများတုံများပါနော်356 89ထက်ကတုံခွန်ခွန်3ရဲ့ခွန်ရဲ့ဖြစ်ပါတယ်956 89တုံများထက်က69လင်း6ရဲ့9ရဲ့ဒီမှာ4ရဲ့ပါနော်69လင်းနောက်ထပ်နံပါတ်20 နှစ်3 5 6 9 8တဲ့က3လုံးအပါပါနော်အဲ့မှာ5 6 3ဆိုတဲ့အတွက်5ရက်6ရက်3ရက်ဒါ20အတိဖြစ်ပါတယ်ခင်ဗျာ3 5 6 9 8 9တဲ့က6 8 9ဆိုတဲ့အတွက်6ရက်9ရက်8ရက်6 8 9ဆိုပြီးတော့အကျဉ်းရအဖြစ်20နဲ့3ကျဉ်းအထိခြားပေးတော့ခေပြည့်ပြည့်ဖြစ်ပါတယ်ပေါ့နော်ဒါတိ20အတိဖြစ်ပါတယ်ခင်ဗျာ3 5 6 9 တနီအတစ်ကိုကျွန်တော်တို့မိုက်ဆွေများတီအောင်ဒီချပေးသွားခဲ့တဲ့အပင်ကြီးကိုတီအောင်ပြန်ပြီးတော့ပြန်ပြီးရှင်းဖြစ်ပါတယ်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့သူရဲ့တနီကိုအတူတူလေလာကြည့်အောင်လားခင်ဗျာကျွန်တော်ကဒီတစ်တစ်လျှောက်ကနေရှားပြီးတော့မပြတော့ဘူးဗျာနော်ဒီ300တပင်ကနေ69လေးချပေးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အပြေးခွေကနန်းခုနှစ်လုံးထဲက3လုံးအပါယူတဲ့နည်းဖြစ်ပါတယ်ဒီ300မှာဒီအလေက ဒီ300ခွန်ရပေါင်း10အလေကားခွန်နဲ့ချိန်ပေါင်း14 4 5နဲ့5ပေါင်း900တာဖြစ်ပါတယ်။ဒီနေ့နဲ့တင်းနဲ့ပေါင်းရှင်3ပေါ့နော်။နောက်ထပ်6နဲ့ချိန်က7နဲ့နေ့နဲ့ဒီအနောက်ကနေ့နဲ့ပေါင်းရှင်4ပြီးရင်ရှင်နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဆိုတော့ဒီအရှိဆုံးက9339ပေါင်းရှင်7ရတယ်ပေါ့နော်။7နဲ့ရှင်နဲ့ပေါင်းရင်20ဒီ လေးနဲ့ထပ်ပေါင်းတော့၄၅၆ခွန်၈၉ဆိုပြီးတော့အစင်လိုက်ယူလိုက်တာဖြစ်ပါတယ်။ဒီခုနှစ်လုံးအထိပေါ့နော်အဲ့ဒီမှာသူချပေးတာက၈၉လေးဖြစ်ပါတယ်။ကျန်တဲ့ကနန်း၃လုံးအပြောက်ဖြစ်ပါဖြစ်ပါတယ်ပေါ့နော်။ဆိုတော့ဒီမှာ၄ရံ၈ရံ၉ရံ၈၉လေးချပေးသွားတာဖြစ်ပါတယ်။ပြန်ပြီးတော့အစစ်ကြည့်အောင်ပေါ့နော်။ဒီ၄၅၆ခွန်၈၉တုံးများမှာ၈၉လေးဆိုပြီးတော့ အကျဉ်းကြီးအဖြစ်20.1 65ရှောက်ခွန်ရှိကို3မြောက်မှာ69လေးစပီးကြီးပြထားတယ်နံပါတ်20.1ဒီ2365ရှောက်ခွန်ရှိရတာကိုပြန်ပြီးတော့ဆက်ပြပြီးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်ယူတဲ့နေ့အတိုင်းပဲဒီ9နှစ်ကြိမ်က18 6နှစ်6ပေါင်း16 6နှစ်4ပေါင်း20ဒီ9နှစ်ပေါင်းရင်25ပေါ့နော်9ပြီးရမယ်ဒီ1နှစ်ဒီ3နှစ်ပေါင်းရှင်က4ဒီ9နှစ်ကြိမ်ပေါင်းရှင်24 4နှစ်ဒီကရက်1နှစ်ပေါင်းရှင် ပြီးရင်6ရက်နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ95ပေါင်း30 48ပေါင်း7နှစ်ဆိုတဲ့အတွက်2 3 4 5 6 9 7ဖြစ်မယ်ပေါ့နော်အဲ့ဒီခုနှစ်လုံးထဲက3လုံးအပါဆိုတော့သူချပေးသွားတာက5 6 3ဖြစ်ပါတယ်9ရက်6ရက်3ရက်5 6 3ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့2 3 4 5 6 9 7မှာ5 6 3စီပြီးတော့အကျဉ်းအဖြစ်20နှစ်မှာရေးပြထားတယ်ပေါ့နော် 23တီ3596689ရာကိုထပ်ပြီးလေ့လာကြအောင်အပေါ်ကယူတဲ့ဤအတိုင်းပဲပေါ့နော်ဒီ6နှစ်ကြိမ်ပေါင်းချင်းစနစ်9နှစ်နဲ့9နှစ်3ပေါင်းရှေ့ဆိုတော့30 3တလုံးကြံမယ်ပေါ့နော်9ရက်2ရက်ထပ်ပေါင်းမှာဖြစ်ပါတယ်9နှစ်2ပေါင်းချင်း9နှစ်ဒီအပေါ်ကခုနှစ်ကောင်၂ကြိမ်ပေါင်းတဲ့အတွက်ဒီ၄ကောင်၂ကြိမ်ပေါင်း၈၈နဲ့ခွန်ပေါင်း၅ဖြစ်ပါတယ်။ဒီ၈နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ။ 3ခွန်က10 95ပေါင်း73ရာတဲ့အတွက်ကြောင့်မို့အ3 4 5 6ခွန်89ဆိုပြီးရောင်းမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီထက်က3လုံးအပါပေါ့နော်တွေ့ချပြီးတော့တာက6 7ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ6ခွန်6 8ခွန်ဖြစ်ပါတယ်3956089မှာ68ခွန်စပြီးဒီမှာရေးပြထားတယ်ပေါ့နော်။ဒါဆိုရင်20နဲ့4ဒီခုနှစ်ချိန်အတွက်ထပ်ပြီးလေ့လာကြည့်အောင်။ ဒီတွက်နှစ်အရာဒီချင်းနဲ့ချိန်ပေါင်းချင်း16ရာတဲ့6နဲ့6ပေါင်းဆက်နှစ်နှစ်နဲ့ခွန်ပေါင်းချင်း900ရာမှာဖြစ်ပါတယ်3နဲ့6ပေါင်းချင်း900ပေါ့နော်ဒီမှာတော့ကျွန်တော်တို့အတူတူဖြစ်ပါတယ်ဒီအပေါ်ကဒီမြင့်သားလိုက်တဲ့ဟာလေးဟာမတူတာဖြစ်သွားတယ်ပေါ့နော်ဒီနှစ်ချိန်နှစ်ချိန်ဒီမှာတစ်ချိန်ပြီးရင်ဒီ6တစ်ချိန်ဒီ1တစ်ချိန်၃များနဲ့ချင်းနဲ့သဘောင်းထားတာပေါ့နော်ဆိုတော့ဒီမှာ6တစ်ချိန်1တစ်ချိန်ပေါင်းချင်း2 ပြီးရင်တုံများတဲ့ချစ်ပေါင်းရှင်ချစ်စုပါရတယ်ပေါ့နော်။ငခေပြန်ပြီးတော့စစ်ကြည့်အောင်ဒီအလေကချစ်နှစ်ကြိမ်ဆက်ချောင်းချောင်းနဲ့ချောင်းပေါင်းစနစ်ပေါ့နော်ဒီမှာတစ်ကြိမ်တူနှစ်ကြိမ်တူတစ်ကြိမ်ပြီးရင်ဒီမှာတစ်ကြိမ်ထိအပ်တစ်ကြိမ်အလေမှာတစ်ကြိမ်ဒီရှိဆုံးမှာနှစ်ကြိမ်ဒီအပိတ်မှာတစ်ကြိမ်ပြီးရင်ချင်းနဲ့ထပ်ပေါင်းထားတာပေါ့နော်။ရှောင်းနှစ်ကြိမ်စနစ်နှစ်ခွန်ပေါင်း9 3ရှောင်းပေါင်း9 6တကြိမ်1နှစ်ကြိမ်ကနေ့တုံများနဲ့ချစ်ပေါင်း ဆရာကျွန်တော်နေ့နဲ့ချက်ပေါင်းရှင်း30ရမယ်9နာချိန်ပေါင်း16ရှင်းနဲ့6ပေါင်း14ဆိုတဲ့အတွက်ကြောင့်မို့တနည်းအရကျွန်တော်ဒီ9ချိန်မှာ4 5 6 9 7 9များထဲက3လုံးအပါဆိုပြီးဖြစ်မယ်ပေါ့နော်၄၅၆9 9များထဲက၃လုံးထပ်ပြီးချပေးသွားမှာဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲပေါ့နော်။တနည်းအရ၄၅၆9 9များထဲကပေါ့နော် ဒီလေး96ခု89တော်များဒီ900တပည်မှာတော့ငါလေးရပေးတော့ရဖူးသွားတယ်ပေါ့နော်โอเคဒီခုနှစ်လုံးထဲက3လုံးအပါကိုတော့ကျွန်တော်တို့မိတ်ဆွေများညာကိုပြီးတော့အသုံးချလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့တလောက်ပဲပြပေးလို့ရတယ်အဲဒီအပြီးခွေပြလိုက်လို့အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ YouTube policy အရာပေါ့နော်ကျွန်တော်တို့မျိုးလင်းချက်ပေးတယ်လို့ဖြစ်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီမှာလက်ညွှန်ချက်အနေနဲ့ကျွန်တော်တို့ဒီ၄၅၆အထိကြီးရှိတယ် ပြီးရင်ခွန်ရှိတုံများအထူးကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုကိုတွဲပြီးတော့သုံးလုံးပေါင်းရှင်းပြိုင်နဲ့ညီလိုက်ရင်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာမပြဘူးဆိုတာကျွန်တော်တို့ YouTube policy အရာပေါ့နော်ကြီးရှိ account ကြီးရှိအတွက်ကြောင့်မို့ကျွန်တော်မပြပြရှင်းဖြစ်ပါတယ်လမ်းညွှန်ချက်ဒါပြပြလို့ရတယ်ပေါ့နော်โอเคညံကွန်ပြီးတော့ချင်းချင်းပြီးအသုံးပြုကြပါကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်း ိုစိတ်ကြမှာဆက်ချမ်းသာပြီးတော့ကောင်းကျိုးလူရင်းဆန္ဒပြေဆုံးကြပါစီကာကြီးတုံးပါကျော်လွှားနိုင်ကြပါစီခင်ဗျာ